ကျွန်တော်တို့လို YouTube ကြည့်များတဲ့လူတွေအတွက်အရန်ကိုစိတ်အနှောက်ယှက်ဖြစ်စေပါတယ်အားလုံးပဲမင်္ဂလာပါကွန်ပျူတာနဲ့ YouTube ကြည့်တဲ့အခါကြောင်ညာတွေထက်လာတာများနေလို့စိတ်ညစ်နေပါနဲ့ကျွန်တော်ပြီလို့လေးမှာတော့ဒီကြောင်ညာတွေလုံးဝမတက်အောင်ဘယ်ကူရိုးရှင်းတဲ့ဖိတ်ညီလေးကိုတော့ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုမစခင်မှာပထမအဆုံးပြောချင်တာကတော့ကျွန်တော်ရဲ့ Tag Essential လို့သုံး channel လေးကို like and subscribe လုပ်ပေးစေချင်ပါတယ်။ဒီ channel မှာနီးပညာဆိုင်ရာဗီဒီယိုတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်။ပထမဦးဆုံး Chrome browser ကိုဖွင့်လိုက်ပါ။ပြီးရင်တော့ YouTube link လေးကို Chrome browser မှာဖွင့်လိုက်ပါ။ YouTube website လေးပေါ်လာပြီဆိုလို့ရှင် YouTube ကနေဗီဒီယိုတစ်ပုဒ်ကိုစပြီးတော့ဖွင့်ကြည့်လိုက်ပါအဲ့လိုဖွင့်လိုက်တာ ਨੇ ကြော်ညာတွေကိုတက်လာတာမြင်ရမှာဖြစ်ပါတယ် ကျွန်တော်အနေနဲ့နောက်ထပ်ဗီဒီယိုတစ်ပုဒ်ကိုထပ်ပြီးရရွေးလိုက်မှာဖြစ်ပါတယ်။အဲ့ဒီလိုရွေးလိုက်လို့ရှိရင်လည်းရွေးလိုက်ပြီးပြီးချင်းမှာကြောင်ညာတွေထက်လာမြင်အောင်မှာဖြစ်ပါတယ်။အဲ့ဒီကြောင်ညာဒီတစ်ခါကြောင်ညာကတော့နှစ်ပုတ်ဆက်တိုင်းတက်လာတာကိုကျွန်တော်တို့ဒီခံပြီးရဆောင်မှာဖြစ်ပါတယ်။ဒီလိုကြောင်ညာတွေဟာကျွန်တော်တို့လို YouTube ကြည့်များတဲ့လူတွေအတွက်အရန်ကိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။ ကိုကြည့်ကျင်တာတွေကိုကြည့်ရမယ်အစားကြောညာတွေကိုပဲထိုင်ကြည့်နေရလို့ဖြစ်နေပါတယ်ဒီလိုမျိုးတွေနောက်တစ်ခါတက်မလာအောင်လို့ကျွန်တော်အနေဖြင့်နီလန်းလေးတစ်ခုကိုပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးစေချင်ပါတယ်ပထမဦးဆုံး Chrome browser ကိုဖွင့်လိုက်ပါပြီးရင်တော့ Google Set မှာ AD Blocker Chrome လို့ရိုက်လိုက်ပါအဲ့လိုရိုက်လိုက်တာ ਨੇ website ဒီအများကြီးကြာလာမှာဖြစ်ပါတယ်အဲ့ဒီထဲမှာထိတ်ဆုံးမှာပေါ်နေတဲ့ အဖြူအောင်လဝါးလေးနဲ့အနီရောင်ကွက်ထားတဲ့လင့်လေးကိုနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာနဲ့ AD Bluff ရဲ့ AD Bluff for Chrome လို့ရေးထားတဲ့ဖိတ်ကိုရောက်သွားမှာဖြစ်ပါတယ်ပြီးရင်တော့ Get AD Bluff for Chrome လို့ရေးထားတဲ့အနီရောင်ကလုတ်လေးကိုနှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာနဲ့ Chrome OS 2က AD Block Extension C ကို တန်းရောက်သွားပါလိမ့်မယ်အဲ့ဒီမှာ add to chrome လို့ရေးထားတဲ့အပြာရောင်ခလုတ်လေးကို click လုပ်လိုက်ပါ အဲ့လိုနှိပ်လိုက်တာ ਨੇ ဒီ AD block extension တွေကို add extension လုံးမှလာလို့မေးပါလိမ့်မယ်အဲ့ဒါဆိုလို့ရှင် add extension ကိုရွေးပြီးတော့နှိပ်လိုက်ပါအဲ့လိုနှိပ်လိုက်တာ ਨੇ ဒီ extension လေးကို Chrome မှာ တွင်းပြီးသွားမှာဖြစ်ပါတယ်တွင်းပြီးသွားရင်တော့ thank you for installation AD block လို့ပေါ်လာမှာဖြစ်ပါတယ်တွင်းပြီးသွားရင်တော့ extension လေးကိုတွားပြီးစစ်ပါ Chrome browser ရဲ့ ညာဘက်အပေါ်မှာအဆက်လေး30ရှိပါတယ်အဲ့ဒီအဆက်လေး30ကိုနှိပ်လိုက်ပါ setting menu လေးချလာလို့ရှိရင် extension ဆိုတဲ့ထပ်လေးကိုရွေးလိုက်ပါအဲ့ဒီ extension ဆိုတဲ့အောက်မှာပဲ manage extension ဆိုတာကိုထပ်ပြီးတော့ရွေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင် my extension ဆိုတဲ့အောက်မှာအနီရောင်ပေါ်မှာအဖြစ်အောင်လဝါပုံလေးရှိနေတယ် ad block ဆိုတဲ့ extension လေးကိုတွေ့ရမှာဖြစ်ပါတယ် ဒီ extension လေးမှာ on off button လေးတွေပါပါတယ်အခု on ထားတာကိုတွေ့ရမှာ ဖြစ်ပါတယ် off နေလို့ရှိရင် on ထားပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့ detail ဆိုတဲ့ button လေးကိုတွားပြီးတော့နှိပ်ပြီးတော့ကျွန်တော်တို့ detail အခြေအနေကိုကြည့်မယ်ဒီလို detail လို့နှိပ်လိုက်လို့ရှိရင်ဒီ AD block ရဲ့ setting တွေကိုချိန်ညှို့ပြီးတဲ့ ေရာကိုရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ setting တွေကိုကျွန်တော်ချိန်ညှိုးခြင်းကိုမလုပ်တော့ဘဲနဲ့ default setting အတိုင်းပဲထားပြီးတော့သွားမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒီ Chrome browser ကိုအားလုံးဖိတ်လိုက်ပါကျွန်တော် reset ပြန်ပြီးတော့ရှားလိုက်တဲ့ပုံပါကျွန်တော်အဲ့လိုမျိုး Chrome browser ပိတ်ပြီးပါလို့ရှိရင် Chrome browser ကိုပြန်ဖွင့်လိုက်ပါအဲ့လိုမျိုးအကုန်လုံးပိတ်လိုက်တော့မှဒီ AD block extension တွေကအလုံးလုံးမှာဖြစ်ပါတယ် အခုဆိုရင်တော့ကျွန်တော်တို့ဒီ Chrome browser လေးကိုဖွင့်လိုက်ပြီးလို့ရှင် YouTube link ကိုတွားမယ်ပြီးလို့ရှင် YouTube video လေးကိုဆက်ပြီးတော့ဖွင့်ကြည့်လိုက်မယ်အဲ့လိုဖွင့်လိုက်တာနဲ့ပြန်လေကျွန်တော်တို့ကြော်ညာတွေတက်လာမှာမဟုတ်ပါဘူးကျွန်တော်အနေနဲ့ထပ်ပြီးတော့နောက်ထပ် video 3လေးပုတ်ကိုကျွန်တော်ထပ်ပြီးတော့ရွေးလိုက်တယ်ရွေးလိုက်ပေမဲ့လည်းကျွန်တော်ကြော်ညာတွေထက်လာမှာမဟုတ်ပါဘူးအဲ့လိုမျိုးရွေးပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီ AD blog ရဲ့ လှုပ်ဆောင်မှုလေးကိုတွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Chrome browser ရဲ့ညာဘက်အပေါ်လေးမှာကင်မရာဗီဒီယိုကင်မရာပုံစံလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်လို့ရှိရင် extension ဆိုတဲ့စာသားလေးပေါ်လိမ့်မယ်အဲ့ဒီစာသားလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ AD block ဆိုတဲ့ extension လေးကိုနှိပ်လိုက်ပါ ဲ့လိုနှိပ်လိုက်လို့ရှိရင်ဒီ screen ပေါ်မှာကျွန်တော်တို့ဒီ AD Blur ရဲ့ menu လေးကြာလာမယ်။အဲဒီမှာဆိုလို့ရှိရင် youtube.com ရဲ့ AD ကို blur လုပ်ထားတာ9ခုတောင်ရှိသွားပြီဆိုတော့ပြနေတာတွေ့ရမှာဖြစ်ပါတယ်။ကျွန်တော်ဒီ AD Blur လေးကို run ထားရတဲ့ကြောင့်မလို့ကျွန်တော် YouTube ကြည့်ရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဒီကြော်ညာတွေကိုသူကဖိတ်ပေးထားတယ်။အဲဒီကြောင့်မို့ကျွန်တော်တို့တွေကြော်ညာတွေကြည့်ရမှာလို့ပဲနဲ့ YouTube ကိုစိတ်ချမ်းသာကိုချမ်းသာနဲ့ကျွန်တော်ကြည့်လို့ရသွားတယ်။ အဲကြတော့ဒီ AD block လေးရဆိုလို့ချင်းတော်တော်ကြီးကိုအဆင်ပြေပါတယ်ကျွန်တော်အနေနဲ့လည်းဒီ AD block လေးကိုအသုံးပြုပြီးတော့ကျွန်တော် YouTube ကြည့်ရချိန်မှာဒီ AD block လေးကို on ထားပါတယ်ဒီ YouTube တွင်မဟုတ်ဘဲနဲ့တခြား website တွေတခြားတော်ညာတက်တဲ့ website တွေမှန်သမျှကိုလည်းဒီ AD block လေးကနေပြီးတော့ block လုပ်ပြီးပါတယ်အလူချင်းမျိုးအနေနဲ့လည်းဒီ AD block လေးကို install လုပ်ပြီးတော့စိတ်ချမ်းသာကိုချမ်းသာနဲ့ YouTube video လေးကြီးကြည့်နိုင်မယ်လို့ယုံကြည်ပါတယ် နောက်ဆုံးအချက်ပြောချင်တာကတော့ AD Block လေးကိုအသုံးပြုပြီးတော့ပထမဆုံး YouTube စပြီးတော့ဖွင့်တဲ့အချိန်မှာ Journey Screen လေးတက်လာတတ်ပါတယ်။ဒီ Journey Screen လေးရဆိုလို့ရှိရင် Interactive တော့မဖြစ်ပေမဲ့လို့ကျွန်တော် Skip တော့လုပ်ပြရတယ်။ဒီဒီချိန်လေးတော့ကျွန်တော်တစ်ခါကြရင်တွေးမိတယ်ပေါ့နော်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။လူကြီးမင်းတို့အားလုံးစိတ်ကျေနပ်ကြမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်ရဲ့ Tech Essential လို့သုံး Channel လေးကိုတော့ Like and Subscribe လေးလုပ်ပေးစေချင်ပါတယ်။မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ။